မင်္ဂလာပါပရိသတ်များရှင်ကျမတို့အမင်္ဂလာ YouTube channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါရယ်ဒီနေ့မှာဆိုရင်တော့လာရောညထွေရှိမှုတူးချင်းစိတ်ကြိုက်နေထိုင်မှုနဲ့ကလေးဘွားဆွဲအကြောင်းအရာလေးကိုတင်ဆက်ပေးသွားတော့မှာဖြစ်ပါတယ် season စတင်ခင်မှာကျမတို့ရဲ့ channel လေးကို subscribe လုပ်ရတဲ့ subscribe လုပ်သွားပြီးတော့ဘေးနားက notification လေးကိုနှိပ်သွားပေးဖို့အတွက်မြစ်တာရက်ခံလိုပါတယ် အများနဲ့လာရောညီထွေရှိမှုပုံကိုတူးချင်းစိတ်ကြလှူရှားနေထိုင်မှုတွေကိုဘာကဖြစ်စေတာပါလဲလူတရားယောက်ကဒီလိုမျိုးဖြစ်အောင်ပြုစုပြောထောင်ပေးလို့ရနိုင်ပါသလားအဲ့လိုကိုရီကိုသွေးမျိုးအပြုမှုသဘောထားမျိုးကကလေးတယောက်ကြီးပြင်းလာတဲ့အချိန်မှာသူမိဘတွေနဲ့သူ့အကြအပြန်လန်ဆက်ဆံမှုတွေကနေအ धिक အားဖြင့်ဖြစ်ပေါ်လာတာဖြစ်ပါတယ် ။ဒါပေမဲ့အရာကမိဘတွေအနေနဲ့ဘလို့ရှည်သွေးမျိုးကိုသူတို့ကြိုက်တယ်။အရာကိုရွေချက်ရှိရှိနဲ့ဘလို့ဖန်တီးတီးစားပေးမယ်ဆိုတာကိုဆုံးဖြတ်ချက်ချယုံယူဆင်ဆင်ကိစ္စတရပဲလို့တော့ကျွန်တော်မယူဆပါဘူး။တေချာတာကတော့လာယောညိထွေနေတတ်တဲ့မိဘမျိုးတွေကလာယောညိထွေနေတတ်တဲ့သားသမီးမျိုးကိုရရှိလာတတ်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့သူတို့ကသူတို့ရဲ့သားသမီးတွေကိုအဲ့လိုအရေးသွေးမျိုးရလာအောင်စံနမူနာအဖြစ်ရောစကားအရပါသင်ကြားပေးတတ်ကြလို့ပဲဖြစ်ပါတယ်။သူတို့ရဲ့ကလေးတွေကလည်းသူတို့ရဲ့မိဘတွေပုံစံတိုင်းတရားတဲ့နေထိုင်သွားတတ်ကြတာ ာတွေ့ရပါတယ်။အလားတူပဲအင်မတန်လွတ်လပ်တဲ့အမြင်ရှိရမိပါတွေအနေနဲ့လည်းပုံကိုယ်တူချင်းဆိုင်ရာလွတ်လပ်မှုကိုအလေးထားလှှာလှောက်ဆောင်တတ်တဲ့ကလေးမျိုးတွေကိုပဲအများအားဖြင့်ရရှိလာတတ်ကြတာဖြစ်ပါတယ်။ အခုပြောခဲ့တဲ့ရေပုံရအမြင်ကကွဲပြားပြောင်းလဲမှုတွေအများကြီးကိုဖြစ်ပေါ်လာစေတယ်လို့ဆိုရပါလိမ့်မယ်။တချို့ပြင်းထန်တဲ့ပုံကတူးချင်းစိတ်ကြနေထိုင်တတ်တဲ့သူတွေကသမယိုးကျရှေးဆိုင်နေမိသားစုတွေကနေပေါက်ပွားလာတတ်တာကိုတွေ့ရပါတယ်။တခါသိပြီးလွလွလပ်လပ်စိတ်ကြနေထိုင်တတ်ကြတဲ့ဇုံတွေတွေကလည်းသူတို့သိအပ်အားတင်သွားရလာအောင်ကိုသမယိုးကျဆင်လာတိုင်းနေထိုင်တတ်တဲ့ကလေးမျိုးကိုမွေးဖွားမိသွားတတ်ကြပါတယ်။အဲ့လိုမျိုးစံကျင်ဘက်ယုံထွက်မှုမျိုးတွေကအမနစ်မျိုးမှုဒါမှမဟုတ်ခံစားမှုရုတ်တရက်ပြောင်းလဲမှုတမျိုးမျိုးကြောင့်ဖြစ်ပေါ်လာရတာပါ။တချို့ချက်တွေကိုတော့ ဖွံ့ဖြိုးတိုးတက်မှုရဲ့မတူကွဲပြားတဲ့အဆင့်တွေမှာတော်တော်လေးရှင်းရှင်းလင်းလင်းတွေ့မြင်နိုင်ကြတာဖြစ်ပါတယ်။ တနစ်ကနေ၃နှစ်ကာလအတွင်းမှာကလေးတယောက်ကသူ့ရဲ့လုံပိုင်ခွင့်တွေကိုစတင်ရယူနေရင်းနဲ့တချို့ရုံးကန်လှူရှာမှုတွေရှိလာတတ်ပါတယ်တကယ်လို့သူနဲ့မိခင်ကနှစ်ယောက်စလုံးကောင်းမှတတဲ့သူတွေဖြစ်နေတော့ရေရှည်စိတ်ဆန္ဒကွဲပြားဆန့်ကျင်မှုနဲ့အကျုံလာရတဲ့အချိန်မှာကလေးကသူတကယ်လှုပ်ချင်လို့ပဲဖြစ်ဖြစ်မလှုပ်ချင်မဲဖြစ်ဖြစ်သူ့ကိုလုံကန်ဆောင်ရွက်ဖို့ပြောလာတာတွေနဲ့အမြဲလိုလိုဆန့်ကျင်မဲလှုပ်တတ်ပြီးအလွန်ကြုံကလန်ကဆန်လှုပ်တတ်တဲ့သူတယောက်ဖြစ်လာတတ်ပါတယ်တချို့လူကြီးတွေဆိုရင်သူ့ကိုအကြံပေးတိုက်တွန်းလာတာတွေအားလုံးကိုအလိုလိုညှင်းပယ်ပြလေးရှိတာကိုတွေ့ ရပါသေးတယ်။အသက်6နှစ်ရွယ်လောက်မာယာကြားလီမင်္ဂလိရီကမိခင်ဖခင်နဲ့အပြန်ရတာဟာမျောလင်းချက်ကင်းမဲ့ပြီးအန်ရရှိရဲ့အလုပ်တစ်ခုဖြစ်တယ်လို့ဆုံးဖြတ်လာတတ်ကြပြီးအပြိုင်ဆိုင်လုပ်တာမျိုးကိုဆွန့်လွတ်လိုက်ကြတာကိုတွေ့ရပါတယ်။သူတို့အများစုကအရွယ်အချင်းကြီးပြင်းလာကြသလိုအင်းအားအစွမ်းရလဲပြေဝလာပြီးဆိုရယ်စိတ်နဲ့သူတို့ရဲ့မိဘတွေနဲ့ပို့ပြီးအပြေဝအကူညီအောင် လုံလာကြခြင်းအပြင်သူရဲဆန့်ကျင်အပြန့်ခဲမှုတွေအတွက်ပြီးလျော်နိုင်ကြတာကအများပါတယ်။ဒါပေမဲ့ကလေးအနေချင်းလောက်ကတော့အဲ့လိုကောင်းမွန်ပြီးကျင်းတဲ့ဆရာချင်းတွေမျိုးနဲ့အပြောင်းလဲမလုံနိုင်ကြပါဘူး။မမြတ်တဲ့နီလန်းနေနဲ့သူတို့အနာယူခံခဲ့ရကြတဲ့ကလေးတွေအနေနဲ့ကတော့ သူတို့ရဲ့အနာယူခံကြတဲ့ကလေးတွေကိန်းအောင်သွားတတ်ကြပါတယ်အဲ့လိုနှမြုပ်နေတဲ့မျိုးစေ့ကလေးကနှစ်ပေါင်းများစွာကြာလာတဲ့အချိန်မှာအခြေအနေဝင်းဝိုင်းတင်းတင်းသွားမယ်ဆိုရင်အားကြီးမားတဲ့သူတွေကိုစန့်ကျင်တွန်းလှန်ဖို့မရှိစင်ရဲသားတွေကိုဦးစီးဦးဆောင်လုပ်တော့မယ်လို့ဒေါသတရားနဲ့ဆုံးဖြတ်လှုံ့ဆော်လာကြတာမျိုးဖြစ်လာစေတတ်ပါတယ်ဆယ်ကျော်တန်ရွယ်မှာဆိုရင်လူတိုင်းလူတိုင်းကကလေးလေးတယောက်ဖြစ် ြန်ပြီးမွေးဖွားခြင်းမှုအရွယ်ရောက်တဲ့ချိန်မှာသူရဲ့ရုပ်ပုံလွှာကိုရှာဖွေကြည့်ရှုမှုတွေအတော်လေးနာကျင်ခံစားရတဲ့ဖြစ်စဉ်တွေကိုဖြတ်တန်းရတာကြီးပါပဲသူကမကြခင်တွင်မှကြီးထွားလာရတော့မယ်အသိဉာဏ်ရှိလာရတော့မယ်သူကိုယ်သူထောက်ပင့်ထူမနိုင်တော့မယ်စွာကိုသိလာပါတယ်သူရဲ့ကြားများတဘာဝဆိုင်ရာတွန်းအားတွေကအကောင့်တန်မာလာပါတယ်ဒါရီအလုံးရောပေါင်းပြီးတော့နှစ်ပေါင်းများစွာအသာစီရလာခဲ့တဲ့သူမိဘတွေကိုစန့်ကျင်အန်တုဖက်ပြိုင်လိုမှုစိတ်ဆန္ဒသစ်ကိုဖြစ်ပေါ်လာစေတတ်တာဖြစ်ပါတယ် သူကမိဘတွေရဲ့စီမြင်ဥပဒေသားတွေစိတ်ကူးရှိစုချက်တွေဘာသာရေးနဲ့ဘဝရဲ့ဒီနေထိုင်ပုံတွေကိုထထမြမြမိကွန်းထုတ်လာမှာပါဒါပေမဲ့လို့အစောဆုံးကလေးဘွားကစပြီးသူကသူ့ရဲ့မိဘတွေရဲ့စိတ်ကူးရုပ်ပုံအတိုင်းပုံသွင်းခံလာရတာဖြစ်တယ်လို့သူကသူလည်းအဲ့ဒီအတိုင်းပုံသွင်းလာခဲ့ရတာဖြစ်ပါတယ်သူကစမ်းချိန်ကွဲလွဲမှုဟာသူကိုနိုင်တဲ့သူ့ရဲ့မိဘတွေကြားမှာပဲရှိရဲဆိုတဲ့ပုံစံမျိုးနဲ့ပြုမူနေထိုင်တတ်ရပါတယ်။သူကအဲ့ဒီချိန်မှာအရေးကြီးတယ်လို့ထင်ရတဲ့အသေးဖွဲကိစ္စလေးတွေအားလုံးကို <laughs> သူမိဘတွေရဲ့ဩဇာလွှမ်းမိုးမှုကိုအငင်းပွားပြောဆိုကန့်ကွက်တတ်ပါတယ်။ဒါပေမဲ့အရာကများတော့အဖြစ်ဟန်ရေးပြတဲ့တိုက်ပွဲတစ်ခုပါတကယ်တော့ပတိပက္ခတွေကတော့သူကိုနိုင်မှာပဲရှိပါတယ်။ဇီယလက္ခဏာအလောက်ကိုင်းလောကမြင်တွေမှာသူမိဘတွေနဲ့ပုံတူကိုပွားဖြစ်ခြင်းနဲ့ပြင်းပြတဲ့ဆွဲဆောင်မှုနဲ့သူတို့ကိုအန်တု ဆန့်ကျင်စိတ်သူတို့နဲ့မတူကွဲပြားခြင်းစိတ်တာလွန်ကောင်းမွန်ခြင်းစိတ်တွေကြားမှာရှိရပฏิပက္ခပေါ့လေသူကဘလို့လူမျိုးဖြစ်လာမယ်ဘလို့ဘဝတိုးတက်အောင်မြင်မှုမျိုးကိုသူလုံးမယ်စရာတွေကိုဆုံးဖြတ်တဲ့နေရာမှာသူကသူ့ပတ်ဝန်းကျင်လောကနဲ့ပြီးစရာလိုအပ်မဲ့အလုပ်တွေကိုလည်းထည့်သွင်းစဉ်းစားပါလိမ့်မယ်။ရှားကြလေးတယောက်အနေနဲ့သူ့ဖေးရဲ့လုပ်ငန်းကလျှာလုပ်ငန်းဖြစ်ခြင်းဖြစ်မယ်၊ဈေးရောင်းတာဖြစ်ခြင်းဖြစ်မယ်၊ယူပပီရာလုပ်ငန်းဖြစ်ခြင်းဖြစ်မယ်ပေါ့လေ။အဲဒီလုပ်ငန်းတွေကိုဝင်သွားကောင်းသွားနိုင်ပါတယ်သူကအများအားဖြင့်တော့သူ့ဖေးလောက်ကရင်ဆောင်ရွက်ခဲ့သလိုသူ့လုပ်ကိုအကောင့်ထဲပေါ်ဆောင်ရွက်ပါလိမ့်မယ်။ဒါမှမဟုတ်ပိုပြီးတက်လွင်တဲ့နေ စနစ်တွေကိုအသုံးပြုဖို့သူဆုံးဖြတ်ထားတဲ့ဆုံးဖြတ်ချက်ကိုမမောနိုင်မပန်းနိုင်ပြောချင်းပြောမယ်။သူအနေနဲ့သူ့အဖေရဲ့အလေးကူပြုစရာမရှိတဲ့အခြေအနေကိုထုတ်ဖော်ပြသဖို့လောက်ပဲအထူးကဆန္ဒရှိတဲ့ပုံစံမျိုးနဲ့တော်လန်ပြောင်းလဲတဲ့ရှာဖွေတွေးရှိမှုတွေကိုလုပ်ဖို့တစ်ချိန်လုံးစူးစမ်းခြင်းစူးစမ်းနေမယ်ပေါ့။ ။တခြားယောက်ျားလေးတွေကတော့သူ့အဖေရဲ့အလုပ်ကိုဘေးရနေရဆိုတခုကိုရှောင်ရှားပြခြင်းအဖြစ်သူတို့ရဲ့ဖခင်အနေနဲ့ဆန့်ကျင်ရှင်ပြိုင်မှုဒါမှမဟုတ်ဆန့်ကျင်ရှင်ပြိုင်ရမှာကြောင်းလက်မှုကိုပြသတတ်ပါတယ်။ဒုတိယဆင့်ကျောင်းသူမှုကောလိပ်တွေကကျောင်းသားတယောက်ကတော့ကျွန်တော်ဘာဖြစ်ချင်မှန်းမသိပါဘူးဗျာ။ဒါပေမဲ့သေချာတာတခုကတော့ကျွန်တော်ဖေလုပ်တဲ့လုပ်ငန်းမျိုးတော့ကျွန်တော်မလုပ်ဘူးလို့ပြောကောင်းပြောပါလိမ့်မယ်။တော်လေးဖြစ်တတ်တာကတော့အဲ့လိုရကြလေးတယောက်ကသူ့ရဲ့ပြန်ဆိုင်ရမှာကြောင်ရွံ့တဲ့အကြောင်းတရားကနေလွတ်မြောက်ပြီးကောလိပ်ကျောင်းတက်နေတော့မှပဲဖြစ်ဖြစ်နောက်ပိုင်းမှပဲဖြစ်ဖြစ် သူဖခင်ရဲ့လုပ်ငန်းနဲ့ပဲထဲကိုတိတ်တိတ်ဆိတ်ဆိတ်ဝင်ရောက်သွားတက်ကြတာပဲဖြစ်ပါတယ်ခေါရုံးကတချို့မျိုးသမီးလေးတွေကောလိပ်ကျောင်းတက်ခဲ့တဲ့အချိန်ကိုပြန်ပြောရရင်မိန်းကလေးတယောက်ရဲ့ကျောင်းတက်ဖို့အခြေခံမသိစိတ်ဆီဆော်မှုကတခါတည်းသူမိခင်ရဲ့ဘဝနေထိုင်မှုပုံစံကိုဆန့်ကျင်အန်တူဖို့ဖြစ်တဲ့ဆိုတာတွေ့ရပါတယ်။ဒီကနေ့ခင်မာတော့ဘွဲတစ်ခုရထားတဲ့မိခင်တယောက်ကအဲ့လိုမျိုးအလားတူဖုံးခွဲထားတဲ့ကျောင်းချက်နဲ့ကောလိပ်ကျောင်းတက်မဲ့ကိစ္စကိုကန့်ကွက်ဟန်တာကောင်းဟန်တာနိုင်ပါတယ်။ကလေးတွေငယ်ပြုစုစောင့်ရှောက်ရေးနဲ့ပတ်သက်ပြီးပို့ပြီးဆန်းသစ်တဲ့အယူအဆ အခြေခံယူဆတွေကိုအလွန်ကျွမ်းဖြစ်အောင်တိတ်လေးပင်းလွန်းနေမိခင်ငယ်တရားနဲ့ဆရာဝန်တရားကထိတ်တိုက်တိုးတက်ပါတယ်။ဆရာဝန်ကကလေးကိုအလောက်ကန်ဆောင်ရွက်ပေးတာတွေနဲ့ပတ်သက်ပြီးအမြဲတမ်းလှလှရှာရှာသတိထားနေတတ်တဲ့အဖွားရဲ့အခြေအနေနဲ့သူမကပူပြီးအခြေတင်ပြောဆိုညင်းပွားလေးမိခင်ငယ်ကသူမရဲ့ရွှေမုံကျဲနီးစနစ်တွေကိုပုံကြီးချဲပြလေးဖြစ်နေတာကိုသိသွားတဲ့အချိန်မှာတော့ပတိပခါရဲ့အကြောင်းရင်းချက်ကထိတ်ထိတ်ရှာရှာဖြစ်လာတတ်တာပဲဖြစ်ပါတယ်။ တကယ်တော့ငယ်ရွယ်သူမျိုးဆက်သစ်တွေရဲ့အဲ့ဒီစန့်ကျင်ရှင်ပြိုင်လိုမှုကယဉ်ကျေးမှုတွေများစီဒိုတက်လာဖို့အတွက်အဓိကပင်မရည်စီပဲဖြစ်ပါတယ်။ဒါကြောင့်မလို့အရာကိုဝမ်ပတ်တနေပြောမနေတင်ဘူးလို့ထင်ပါတယ်။တင်းကြီးမခံတော့တဲ့ငယ်ရွယ်သူတူအတွက်ထီရောက်တဲ့အဆုံးဖြတ်ကိုပေးတဲ့အဓိကပြဿနာကတော့သူကသူနေထိုင်တဲ့ကမ္ဘာလောကကြီးရဲ့အစစ်မှန်တရားတွေကိုအားထုတ်ကြိုးပမ်းရဖို့နောက်ဆုံးမှတကယ်ပဲယဉ်ကျေးမှုရှိပြီလားမရှိသေးဘူးလားဆိုတာပါပဲ။ သူ့ဘဝင်ကျင်မှာတွင်းမြင်နေရတဲ့နေစနစ်တွေတွင်းမြင်ပြုမူပုံတွေကိုရှင်းနေပြီးသားစီမြေဥပဒေသားလေးဂျုံပေါ်မှာသူပြုတ်လုံနေတဲ့အဝေပံမှုတွေကကောင်းကောင်းခိုင်မာမှုရှိပြီလားသို့မဟုတ်သူ့ရဲ့ဒေါသနဲ့ရှင်နဲ့ခံစားမှုတွေကိုမှန်ကန်တယ်လို့ပြောဆိုတတ်မှတ်နိုင်ဖို့သူကအမှားတွေကိုပဲစဉ်းစားနေခဲ့တာလားကျွန်တော်တို့ကကလေးတွေကိုယုံလုံချုံမှုပေးနိုင်ကြပါတယ်ရင်ကျေးသိမ်မွေးမှုနဲ့တာဝန်ကျေပြုံမှုလိုမျိုးကိစ္စတွေမှာတော့ တို့ရဲ့ရေပုံရပြမှုတွေကြောင်းကျိုးစီလျော်မှုရှိရကန်တန်မှုတွေကိုကျွန်တော်တို့ချမှတ်ပေးနိုင်ပါတယ်ကျွန်တော်တို့ရဲ့စံနမူနာတွေရဲ့တို့ကိုချစ်ချင်းမမဩဇာလွှမ်းမှုမှုရအောင်လုပ်ရပါလိမ့်မယ်တကယ်လို့တို့ကိုတို့လိုချင်တဲ့ပုံစံတိုင်းပုံသွင်းပေးဖို့ဆိုရင်တော့အတော်ကြီးကိုအောင်မြင်ဖို့နေပါပါလိမ့်မယ်ကံကောင်းထောက်မတာကတော့ကျွန်တော်တို့အများစုကအဲ့လိုပုံသွင်းဖို့စူးစမ်းရအောင်ကလည်းတိတ်အလွန်များလွန်ကြသလိုတိတ်ပြီးလက်အ short ပေးအလိုလိုက်တဲ့လွန်နေမဟုတ်ကြပါလား ဟုတ်ကဲ့ပါဒီနေ့ရဲ့အကြောင်းအရာလေးကတော့ဒီလောက်ပါပဲနော်နောက်နေ့တွေမှာလည်းဒီစာအုပ်ရဲ့အကြောင်းအရာတွေကိုဆက်လက်တင်ဆက်ပေးသွားမှာမလို့စောင့်မျှော်နားဆင်ပေးဖို့မြစ်တာရခင်လိုက်ပါတယ်အားလုံးကိုကျေးဇူးများကြီးတင်ပါတယ်ရှင်